င်းမဲမင်္ဂလာပါစုရဲ့ Mystery Cat Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့ဗီဒီယိုလေးကတော့ Mystery Cat ရဲ့25ပုံမြောက်ဗီဒီယိုလေးပဲဖြစ်ပါတယ်စုဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့1993ခုနှစ်တုန်းကဂျပန်နိုင်ငံမှာ ခွေးချက်သူတွေကိုလိုက်လံပြီးတော့လှုပ်ကြံတပ်ဖြတ်ခဲ့တဲ့ဂွေးဆက်လူသက်သမား Serial Killer Sakine ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီလိုရဲ့အကြောင်းအခြေခံပြီးတော့ရိုက်ကူးထားတဲ့ ကိုဖစ်ဆိုတဲ့ဂျပန်ရုပ်ရှင်ဇာတ်ကောင်းကိုလည်း2010ခုနှစ်မှာထွက်ရှိထားခဲ့ပါတယ်။1993ခုနှစ်တုန်းကစာရိုက်တာမခိုင်ကမာဂယာမြို့မှာ ခွေးချစ်သူတွေတယောက်ပြီးတယောက်ပျောက်ဆုံးကုန်ကြတယ်။ဒီလူပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့အိမ်မြို့ကခွေးအယောင်ဆိုင်တဆိုင်ကိုအလုံးအတန်တရားဝင်ခဲ့ကြတယ်။ဒါပေမဲ့လည်းတတ်တဲ့အခိုင်မှမရှိတဲ့အတွက်ဒီအမှုမှပေါ်ပေါက်ဖို့အတွက်အချိန်တွေအများကြီးကြာမြင့်ခဲ့ရတယ်။ ်နောက်ဆုံးမှာတော့ဘယ်လိုမျိုးအမှုမှန်ပေါ်ပေါက်သွားလဲဆိုတော့သူ့ရဲ့ဗီဒီယိုလေးကိုဆက်လက်နားဆင်ပြီးတော့အားပေးနားထောင်ကြပါအောင်နော်ဒီကြောက်ရလေးကိုစပြီးတော့မပြောခင်မှာသူ့ရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းနားဆင်ပြီးတော့အားပေးကြတဲ့သူ့ရဲ့နားဆင်သူတွေအားလုံးသူ့ကနေပြီးတော့ကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်တကယ်လို့ Suet Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လေ Subscribe ခလုတ်လေးကိုနှိပ်သွားပေးကြပါအောင်လို့ဆိုအပ်နေပြီးတော့တောင်းဆိုချင်ပါတယ်နော် 1993ခုနှစ်ဧပြီလ22ရက်နေ့မှာဆိုရင်တိုက်တာမခရိုင်တွင်မှနေထိုင်တဲ့ကာဝါဆာကီအာကီကုဆိုတဲ့အမျိုးသားတစ်ယောက်ပျောက်ဆုံးသွားပါတယ်ဆိုပြီးတော့သူ့ရဲ့မိသားစုကနေပြီးတော့ရဲစခန်းမှာတိုင်ကြားလာခဲ့တယ်။သူပျောက်ဆုံးသွားဆိုရင်ကမာကာယာမြို့မှာဖွင့်ထားတဲ့အာဖရိကခွေးအယောက်ဆိုင်လို့ခေါ်တဲ့ဒီခွေးဆိုင်ကိုသွားရင်းနဲ့နောက်ပိုင်းမှာပြတ်မလာတော့ပဲပျောက်ဆုံးသွားတာလို့သိရတယ်။အဲ့ဒီခွေးရောင်းဆိုင်ကိုတော့စာကီနဲနဲ့ကာဇာမာဟီရိုကိုဆိုတဲ့ဇနီးမောင်နှံကဖွင့်လှစ်ထားတာပဲဖြစ်တယ်။ ကာဝါဆာကီကအဲ့ဒီနေ့ကသူမပြောက်ဆောင်ခင်မှာအဲ့ဒီခွေးအယောက်ဆောင်သွားခဲ့တယ်လို့သိရတယ်။သူသွားခဲ့ရတဲ့အကြောင်းရင်းကတော့ဒီခွေးအယောက်ဆောင်ကနေပြီးတော့ Rodition Ripper လို့ခေါ်တဲ့ရှားပါခွေးမျိုးစိတ်ကိုဈေးကြီးပေးပြီးတော့သွားနေပြီးတော့အဲ့ဒီခွေးအယောက်ဆောင်ကနေဝယ်ခဲ့တယ်။ဒါပေမဲ့လို့ဒီခွေးဆောင်ကနေပြီးတော့ရိုးရိုးအသက်ကြီးတဲ့ခွေးအိုယိုလိန်လေပြီးတော့ရောင်းချခဲ့တယ်။ကာဝါဆာကီမပြောက်ဆောင်ခင်ကအဲ့ဒီခွေးဆောင်ကိုနောက်ဆုံးသွားခဲ့တာလို့သိရတယ်။ ူသွားခဲ့ရတဲ့အကြောင်းရင်းကတော့ကာဝါဆာကီကအာဖရိကခွေးအယောင်ဆိုင်ရနေပြီးတော့ Rhodesian Ribbit လို့ခေါ်တဲ့ရှားပါးခွေးမျိုးစားကိုဈေးကြီးပေးပြီးတော့ဝယ်ခဲ့တယ်။ဒါပေမဲ့လို့အဲဒီဆိုင်ရနေပြီးတော့ရိုးရိုးခွေးမျိုးစားကိုပဲလိန်ပြီးတော့ရောင်းလိုက်တယ်။အဲ့ဒါကိုကာဝါဆာကီကတိလဲတိသွားတော့အရန်ဒေါသထွက်ပြီးတော့သူ့ပစံကိုပြန်ပြီးတော့သွားတောင်းခဲ့တာပဲဖြစ်တယ်။ကာဝါဆာကီရဲ့ကားကိုတော့စိုက်တမခရိုင်တွေကဘူတာရုံတစ်ခုရဲ့အနာမှာပြန်ပြီးတော့တွေးရှိခဲ့ကြတယ်။ ဒါပေမဲ့ကာဝါဆာကီကိုတော့အိမ်ညာစားပြီးတော့ဘယ်တော့မှပြန်မတွေ့ခဲ့ရတော့ပါဘူးရဲတွေကဒီခွေးဆိုင်နဲ့ပတ်သက်ပြီးတော့စုံစမ်းကြတဲ့အခါမှာပေါ့နော်ဒီခွေးဆိုင်မှာခွေးလာဝယ်ဘူးတဲ့ယာကူဇာအဖွဲ့ဝင်နှစ်ဦးရဲ့ပြီးတော့အမျိုးသမီးတစ်ယောက်လည်းပျောက်ဆုံးနေရဲဆိုတာကိုသိသွားကြတယ်အဲ့လူပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့ရဲတွေမှာဒီစင်နီးမောင်နှံနဲ့ပတ်သက်နေပါတယ်ဆိုတော့ခိုင်မာတဲ့တပ်တွေအထောက်အထားကိုဘာတစ်ခုမှရှာမတွေ့ခဲ့ကြလို့ရဲတွေအရဆိုလို့ရှိရင် တီမှုဆက်လက်ဆောင်စားနိုင်ခဲ့ခြင်းမရှိခဲ့ကြဘူး။ဒါပေမဲ့ဆိုင်ပိုင်ရှင်စာကီနဲ့နောက်ကြောင်းလိုက်တဲ့အခါမှာတော့အတော်လေးစိတ်ဝင်စားဖို့ကောင်းနေတာကိုတွေ့ရတယ်။စာကီနဲ့ဆိုရင်1942ခုနှစ်ဇန်နဝါရီလ2ရက်နေ့မှာပဲမွေးဖွားခဲ့တာဖြစ်တယ်။သူကဆိုရင်စာရိုက်တာမခရိုင်နဲ့ရပဲချီချီဘူးဆိုတဲ့ဒေသခံတယောက်လည်းဖြစ်တယ်။သူကအထက်တန်းကျောင်းပြီးသွားတဲ့အခါမှာသူ့မြို့ထဲမှာပဲဒီလျှက်စစ်ဂိမ်းဆက်တွေနဲ့ပေါ့နော် တရုတ်စားတောက်ဆိုင်တွဲဖွင့်ထားတဲ့အဲဒီဆိုင်မှာအလုပ်ဝင်ပြီးတော့လုပ်ခဲ့တယ်။တနေ့မှာတော့သူ့လုံလုံတဲ့ဆိုင်ကရုတ်တရက်မီးလောင်သွားတယ်။ဒီဆိုင်ပိုင်ရှင်တတိယကလည်းမီးလောင်မှုနဲ့အတူသိမ်းဆုံးသွားခဲ့ရတယ်။ဒီလိုမျိုးစာကီနဲနဲ့ပတ်သက်တဲ့လူပြောင်းမှု၄ခုထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့အဲ့ဒီတော့ကဒီတတိယပေါ့နော်မီးတဲ့ပါပြီးတော့တေခဲ့ရတယ်ဆိုတာကလည်းစာကီနဲကဒီတတိယကိုတတ်ပြီးတော့ ဒီအလောင်းဖြောက်ဖို့အတွက်စာယုံပါမီရှုခဲ့တယ်ဆိုပြီးတော့အကောင်လုံးကထင်မြင်ယူဆခဲ့ကြတယ်။ဒါပေမဲ့လည်းအဲ့ဒီကာလအရန်ကြာသွားပြီဆိုတော့ဒီသတင်းတွေကကောလာဟာလာအနေနဲ့ပဲပျောက်ဆုံးသွားခဲ့တယ်။အဲ့လိုနဲ့ဒီဆိုင်မီလောင်သွားပြီးတဲ့နောက်ပိုင်းမှာဆိုရင်စာကီနေကလည်းအသက်20ကျော်လောက်ရှိပြီ။သူကအသက်20ကျော်လောက်ကစပြီးတော့ဒီခွေးတွေမွေးပြီးတော့ပြန်လဲရောင်းချတဲ့လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တာပဲဖြစ်တယ်။စစချင်းတော့အလက်စကန်ခွေးမျိုးစိတ်တွေရဲ့ Siberia Husky ခွေးမျိုးစိတ်တွေကိုတင်သွင်းပြီးတော့ ဒီတားဖောက်ပြီးတော့ပြန်လဲရောင်းချခဲ့တယ်။စာကီနဲ့ရဆိုရင်သူ့ရဲ့ချီချီဘူးဆိုရဲမျိုးမှာပဲဒီတလိမ့်ဆန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေရဲ့ပြီးတော့ခွေးတွေကိုအရေးကြရောင်းတဲ့လုပ်ငန်းရယ်နဲ့စတင်ခဲ့တယ်။အဲဒီလိုနဲ့သူကတဖြည်းဖြည်းနဲ့လောဘကြီးလာပြီးတော့ ခွေးရှိတဲ့အိမ်ကခွေးတွေကိုလိုက်ခိုးတယ်ခွေးတွေကိုဆိုလို့ရှိရင်မတိမတအစိတ်ကြွေးပြီးတော့တတ်တယ်သူ့ဆိုင်ရာခွေးအစ်စ်တွေကိုလာဝယ်ဖို့ဖန်တီးခဲ့တယ်နောက်ပိုင်းမှာတော့သူ့ရဲ့ဒီတလိမ့်ဆိုင်အယောင်ဆိုင်ထဲမှာပဲကြားတွေခြင်သေးတွေကိုပါမွေးထားခဲ့လို့ဆိုပြီးတော့ဒီပတ်ဝန်းကျင်ကတိုင်ကြားခြင်းကိုခံခဲ့ရတယ် အဲ့လိုနဲ့သူအဆိုရင်ဒီယာကူဇာရီရဲ့ပေါ့နော်မျက်စိကြခြင်းကိုလည်းခံရပြီးတော့တရက်မှာတော့သူကဒီချီချီဘူးဆိုရဲမျိုးကနေပြီးတော့ရုတ်တရက်ပျောက်ွယ်သွားခဲ့တယ်။1982ခုနှစ်မှာဆိုရင်တော့စာရိုက်တာမခရိုင်ကမာကာယမြို့ကိုရောက်လာပြီးတော့ဒီအာဖရိကကန်နဲကိုဖွင့်လင်းခဲ့တယ်။အဲ့ဒီချိန်မှာဆိုလို့ရှင်စာရင်နဲ့လက်တန်းတစ်ဖက်ကပြတ်နေခဲ့တယ်။အဲ့ဒါကိုလူတွေကဘာဖြစ်တာလဲလို့မေးကြတဲ့အခါမှာသူကဒီ သူအာဖရိကသွားရင်းနဲ့ခြင်သေးခိုက်ခံရတာပါဆိုပြီးတော့ညာခဲ့တယ်။အမှန်တကယ်တော့ဒီလက်တန်းဟာဆိုရင်ယာကူဇာတွေရှိမှအကျွေးမပေးနိုင်လို့ဖြတ်ခံရတာပဲဖြစ်ပါတယ်။စာကီနဲ့ခွေးရောင်းဆိုင်လုပ်ငန်းဟာဆိုရင်ဒီမျိုးကိုရောက်လာပြီးတဲ့အခါမှာအတော်အသင့်အောင်မြင်ခဲ့တယ်။အဲ့လိုနဲ့စာကီနဲ့ကဒီခွေးမွေးမြူရဲ့လုပ်ငန်းကိုပေါ့နော်နေရာတွေပို့ပြီးတော့ချဲထွင်မှုအတွက်ကိုသူကတခြားသူတွေရှိမှပတ်စံချင်းငှားခဲ့တယ်။ အဲ့လိုနဲ့တကဘာလုံးစီးပွားပြက်ကက်ကြတဲ့အချိန်မှာဂျပန်နိုင်ငံလည်းစီးပွားရေးကျဆင်းခဲ့တယ်။အဲ့ခါမှာတော့စာကီနဲ့စီးပွားရေးကလည်းသူထင်သားသလိုမဖြစ်လာခဲ့ဘူး။အဲအားကြောင့်မလို့သူပတ်စံချီထားတဲ့အကျွေးရှင်နေရပေါ့နော်။သူရှိအကျွေးတောင်းနေ။ဒီတစ်ခါမှာတော့စာကီနဲ့ကနေပြီးတော့ယာကူဇာခိုင်းနေနဲ့ပေါင်းပြီးတော့အကျွေးရှင်တွေကိုချိန်ချောက်တာတွေပြုလုပ်ခဲ့တယ်တဲ့။စာကီနဲ့ကပေါ့နော်။သူပေါင်းတဲ့ယာကူဇာခိုင်းတွေကိုလည်းသူကလူတွေမမိအောင်အရင်တော့ကလူအယောက်30လောက်တတ်ဖူးတယ်ဆိုပြီးတော့ကြွားဝါခဲ့တယ်။ ပြီးတော့လေဒီယာကူဇာဂိုင်းတွေကိုပေါ့နော်ဒီစတိအသားတုံးလိုပုံစံမျိုးအသားတွေကိုအမြဲတမ်းပေးခဲ့တယ်လို့လည်းသိရတယ်။စာကီနဲ့မှာအမြဲပြောနေကြစကားတွေရှိတယ်။အဲဒီစကားတွေကဘာလဲဆိုတော့ကဘာကြီးအတွက်မကောင်းတဲ့သူတွေကိုတတ်ပါ။အာမခံငွေလိုချင်လို့မတတ်ပါနဲ့။အဲဒါဆိုလို့ရှိရင်တော့ဖမ်းမိတတ်တယ်။လောဘကြီးရဲ့သူတွေကိုတတ်ပါ။သူကိုယ်တိုင်ကလောဘကြီးနေရတော့မသိဘူး။ပြီးတော့လူတတ်တဲ့အခါမှာသွေးမပေးဖို့ဂယူဆိုင်ပါ။နောက်ဆုံးတစ်ခုဟာဆိုရင် လူတက်တဲ့အခါမှာအရေးကြီးဆုံးကအလောင်းကိုလုံးဝပျောက်ကွယ်သွားအောင် လုပ်ပါတဲ့ဒီစကားတွေကို तू ကသူ့ရဲ့အပေါင်းအသင်းရာကူစာတွေနဲ့ပေါ့နော်ကြွားဝါပြီးတော့အမြဲလို့လို့ပြောတတ်တယ်တဲ့စာကီနဲ့ဇနီးဟီရိုကိုကာဆာမာဆိုရင်လေဒီကမာကာယာမျိုးမှာပဲကြီးပြင်းခဲ့တဲ့ငယ်မွေးချက်ပေါင်းတယောက်ဖြစ်တယ်။သူမကဆိုရင်1958ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မှာမွေးဖွားခဲ့တယ်။ကာဆာမာရဲ့အဖေကအိမ်ချမ်းမြေအကျိုးဆောင်တယောက်ဖြစ်တယ်။အားအကြောင်းမလို့ကာဆာမာဆိုရင်လေဒီ သူ့ဖေရဲ့လုပ်ငန်းတွေကိုကူညီဖို့ပေါ့နော်မြေတိုင်းပညာကိုလေးလာနေခဲ့တယ်။သူမကဆိုရင်လည်းခွေးချစ်တတ်တဲ့သူတယောက်ဖြစ်တဲ့အထူးသဖြင့်ဒီအိမ်မွေးခွေးအကြီးတွေကိုသူမအရန်ချစ်တယ်။အဲ့လိုနဲ့တနေ့မှဆိုရင်တော့စာကီနဲဖွင့်ထားတဲ့အာဖရိကခွေးမွေးမြူရဲ့ခြံကိုရောက်သွားခဲ့တယ်။ဒီလိုနဲ့ပဲစာကီနဲနဲ့ကာဇာမားကတွေ့ဆုံခဲ့ကြပြီးတော့မကြခင်မှာပဲသူတို့နှစ်ယောက်ဆိုရင်လက်ထက်ခဲလိုက်ကြတယ်။အဲ့ဒီအချိန်မှာစာကီနဲကဆိုရင်လည်းအိမ်နောက်နှဆက်ကြဘူးတဲ့။ကာဇာမားကဆိုရင်လည်း သူအရင်အမျိုးသားနဲ့ခလေးနှစ်ယောက်ရပြီးတော့လန်ခွဲထားတာမကြသေးဘူးပေါ့နော်ကာဆာမအဆိုရင် စာကီနဲ့ကိုစားတွေ့ရတာသူ့ဘက်ကအရင်သဘောကျသွားပြီးတော့ပေါ့နော်သူမကအရင်တော့ခလေးနှစ်ယောက်ရှိရတဲ့အတွက်စာကီနဲကိုတကယ်ကြိုက်ပါတယ်ဆိုရဲကြောင်းသူ့ရဲ့ကြောကုံမှာနှကားပုံတက်တူအကြီးထိုးပြီးတော့သူ့ရဲ့ပေါင်းစည်းမှုကိုတတ်သိပြခဲ့တယ်တဲ့သူတို့နှစ်ယောက်လက်ထပ်ပြီးတဲ့အခါမှာတော့ကာဇာမားကလည်းဒီခွေးလေးကိုလေ့ကျင့်ပေးတဲ့ပညာအောင်သင်ယူပြီးတော့ သူအားဆိုရင်ဒီခွေးပြပွဲတွေမှာလိုက်လံပြီးတော့ပြသခဲ့တယ်။အဲ့လိုနေရနေပြီးတော့တနေ့မှာဆိုရင်တော့သူတို့ရဲ့ခွေးမွေးမြူရင်ချမ်းမှာအလौသမားတယောက်ဖြစ်လာမဲ့အီကိုယာမာဆာကီ ਨੇ ဒီခွေးပြပွဲတစ်ခုမှာတွေ့ဆုံခဲ့တယ်။အီကိုယာမာဆာကီအားဆိုရင်ကာတာရှိနာခရိုင်မှာပဲသူကိုယ်တိုင်ပေါ့နော်။ ဘူးတော့တွေကိုတားဖောက်ပြီးတော့ပြန်လဲရောင်းချတဲ့လုပ်ငန်းအသေးလေးကိုလုပ်ကင်နေတဲ့သူတယောက်ဖြစ်တယ်။သူတို့တွေအားဆိုရင်ဒီခွေးပြပွဲတစ်ခုမှာတွေးခဲ့ကြပြီးတော့စာအိနဲ့ဇနီးမောင်နှံအားဆိုရင်ငါတို့ရဲ့အာဖရိကကန်တွေကိုလာပြီးတော့လဲပါလားဆိုပြီးတော့ဒီယာမာဇာကီကိုဖိတ်ခေါ်ခဲ့တယ်။ယာမာဇာကီကလည်းဒီအာဖရိကကန်တွေကိုတွားရောက်ပြီးတော့လဲပတ်ခဲ့တယ်။အဲ့မှဆိုလို့ရှိရင်တော့စာအိနဲ့ကစပြီးတော့ဗောနော်။အမေငါတို့ရဲ့ဒီကန်နဲ့လေပတ်ပုံလေးလာရင်းနဲ့ဒီမှာအလုတ်လုတ်ပါလားဆိုပြီးတော့သူကစပြီးတော့ ဖိတ်ခေါ်ခဲ့တယ်။ဂျာမာစာကီကလည်းသူ့ရဲ့လုပ်ငန်းကလောလောဆယ်မှာအသေးလေးပဲရှိသေးတယ်။ဒီအာဖရိကကန်နေရာကျတော့အကြီးဖြစ်နေတဲ့အတွက်သူကလည်းဒီလုပ်ငန်းလက်ပတ်ပုံတွေကိုလေ့လာပြီးတော့ဒီမွေးမြူရေးခြံထဲမှာအလုပ်လုပ်ချင်ပါတယ်ဆိုပြီးတော့လက်ခံလိုက်တယ်။ဒါပေမဲ့တကယ်တမ်းအလုပ်လုပ်နေတဲ့အခါမှာတော့စိုင်းနဲ့ဒရိုင်ဘာအနေနဲ့ပဲအလုပ်လုပ်နေခဲ့ရတယ်။ဒီမှုမှာဆိုရင်စိုင်းနဲ့ရဲ့ပထမဆုံးသားကောင်ဖြစ်လာမဲ့သူရဲ့နာမည်က အိုက်ကိုကဝါဆာကီပဲဖြစ်တယ်။သူကအသက်39နှစ်အရွယ်ဖြစ်ပြီးတော့ဆက်ယုံနေရနေထွက်လာတဲ့အညစ်အကြေးတွေကိုပြန်လည်တန့်စင်ပေးတဲ့လုပ်ငန်းရဲ့အမှုဆောင်ဒါရိုက်တာတစ်ယောက်လည်းဖြစ်တယ်။ဒီနေ့မှာကဝါဆာကီကနေပြီးတော့သူအိမ်မွေးခွေးတကောင်ဝယ်မယ်ဆိုပြီးတော့စာရင်ထဲရဲ့ဒီ African Gun နဲ့ကိုရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာဆိုရင်တော့စာရင်ထဲကစကားစမြည်ပြောရင်းနဲ့အိမ်မွေးခွေးမွေးတာတော့ဟုတ်ပါပြီ။ခွေးလက်မွေးနဲ့စည်းကြည့်တဲ့ပေါ့နော်ခွေးမျိုးစားကိုဝယ်ပြီးတော့ပြန်သားဖောက်ပြီးတော့ရောင်းပါလားဆိုပြီးတော့သူကနေပြီးတော့တိုက်တော့နေ ဒီလိုနဲ့ကဝါဆာကီကလည်းစရင်နေရှိရနေပြီးတော့ rotation red pad လို့ခေါ်တဲ့ဒီရှာပါခွေးမျိုးစိတ်နှစ်ကောင်ကိုအထင်းနဲ့အမောင်းနှစ်ကောင်ရန်ဆက်တက်တန်းပေးပြီးတော့ဝယ်ယူသွားခဲ့တယ်။တနေ့မှာတော့ကဝါဆာကီရဲ့ အသီးတယောက်ကနေပြီးတော့ဗောနော်အိမ်လာလဲနဲ့ဒီခွေးကိုဘလောက်ဝယ်ခဲ့လိုက်ရတာလဲဘယ်ရဝယ်တာလဲအဲ့လိုမျိုးပြောရင်းနဲ့ဗောနော်ဒီခွေးကသူပြောတဲ့ခွေးမျိုးစိမ့်မစစ်ဘူးတကယ်တမ်းဒီခွေးပုံစံမျိုးဆိုရင်အပြင်မှာအဲ့လောက်တန်ကြီးမရှိဘူးမင်းတို့အလိန်ခံလိုက်ပြီလို့ပြောတယ်အဲ့ဒါနဲ့ပဲဒီကဝါဆာကီကအယောင်ဒေါသဖြစ်ပြီးတော့ဒီစိုင်းနေတို့ရဲ့ခွေးချောင်းလာပြီးတော့ ူ့ရဲ့ပတ်စံတွေကိုပြန်လည်တောင်းရမ်းခဲ့တယ်။အဲ့ဒီအချိန်မှာဆိုရင်စိုင်းထဲမှာလည်းဒီပတ်စံတွေကမရှိတော့ဘူး။ပြီးတော့ဒီစီးပွားရေးလုပ်ငန်းကလည်းတိတ်ပြီးတော့မပြေလည်ဘူးပေါ့နော်။အဲ့ဒါနဲ့ပဲစိုင်းထဲနဲ့ကာဇာမားဇနီးမောင်နှံကနေပြီးတော့ဒီပတ်စံတွေကိုတော့ပြန်မပေးနိုင်ဘူး။ဒီကဝါဆာကီကိုပဲတက်ပြစ်လိုက်ရအောင်ဆိုပြီးတော့နှစ်ယောက်သားကြံစီတယ်1993ခုနှစ်ဧပြီလ20ရက်ညနေပိုင်းမှာပေါ့နော်ဒီစိုင်းနေရနေပြီးတော့ကဝါဆာကီကိုဘူတာယုံတစ်ခုမှာချင်းဆူလိုက်တယ် ချင်းဆိုပြီးတော့ကာဝါဆာကီရဲ့ကားကိုအဲ့ဒီဘူဒါယောင်မှာပဲရက်ထားခဲ့တယ်။ပြီးတော့ကာဝါဆာကီကိုသူတို့ပေါ့နော်ပတ်စံပေးမယ်ဆိုပြီးတော့ကိုရောင်တစ်ခုကိုခေါ်လာတယ်။ပြီးလဲပြီးတော့အဲ့ကိုရောင်နဲ့ရောက်တဲ့အခါမှာသူတို့တွေကပေါ့နော်ဒီတိုင်းဖော်ဖော်ရွေရွေပဲပုံမှန်အတိုင်းနဲ့ဆက်ဆံပြီးတော့အဲ့ဒီမှာငါအားစိတ်ခုရထားတယ်တောက်ကြည့်ပါလားအရန်ကောက်နေဆိုပြီးတော့ဒီဗီတာမင်အားစိတ်တောင်းပုံစံကိုပေးလိုက်တယ်။ကဝါဆာကီကလည်းဘာမှတန်တရားမဝင်မဲနဲ့သူကအားစေးကိုတောက်တုံးလိုက်တဲ့အခါမှာမကြလိုက်ဘူးချက်ချင်းပဲပေါ့နော် အသက်ပါသွားခဲ့တယ်။အဲဒီချိန်တော့သူတို့ရဲ့အလုတ်သမားဖြစ်တဲ့ယာမာဇာကီကိုပေါ့နော်အပြစ်မှာပစ္စည်းတစ်ခုသွားပြီးတော့ဝယ်ခိုင်းထားတာ။ဒါပေမဲ့မကြလိုက်ဘူးယာမာဇာကီကလည်းပြန်ရောက်လာတယ်။သူပြန်ရောက်လာတဲ့အခါမှာတော့ကဝါဇာကီကဒီလူများနှစ်ယောက်ရဲ့ဂျာမာတေးနေအောင်တွေးလိုက်ရပြီ။အဲဒီချိန်မှာသူကလည်းအယံကိုအံ့ဩပြီးတော့ထိတ်လန့်သွားခဲ့တယ်။ဒါပေမဲ့လို့စာကီနဲ့ကနေပြီးတော့မင်းငါတို့နဲ့ကိုပြီးတော့ဒီအလောင်းကိုဖျောက်ပေးရမယ်။တကယ်လို့မဖျောက်ဘူးဆိုလို့ရှိရင်မင်းမျိုးမှရှိရဲမင်းရဲ့ခလေးတွေကိုလည်း ငါတို့ကအလွန်မပေးဘူးသိရမလားငါတို့မှာယာကူစာတငယ်ချင်းတွေရှိရဲဆိုပြီးတော့ချိန်ချောက်တယ်အဲအကြောင်းမလို့ယာမာစာကီကလည်းအရန်ကိုစိုးရိမ်ကြောက်ရွံ့သွားပြီးတော့ ဒီအလောင်းဖြောက်ဖို့သဘောတူခဲ့ရတယ်။စာကင်းထဲကသူ့ရဲ့ကားနဲ့ပဲဒီအလောင်းကိုယာမာဇာကီရဲ့အိမ်ကိုသဲသွားတယ်။ပြီးတော့ယာမာဇာကီရဲ့ရေချိုးကန်းထဲမှာပဲအလောင်းကိုအပိုင်ပိုင်ခုတ်ဖြတ်တယ်။ညာဘက်ရောက်တဲ့အခါမှာတန်စီဘိုင်းနဲ့ထည့်ပြီးတော့အဲ့ဒီခုတ်ထစ်ထားတဲ့အသားတွေအယိုးတွေကိုမီးရှို့ပြီးတော့ဖျက်ဆီးခဲ့တယ်။နောက်တနေ့မနက်ရောက်တဲ့အခါမှာတော့စာကီနဲ့ကနေပြီးတော့ယာမာဇာကီကိုသူတို့ညာတော်ကမီးရှို့ထားတဲ့ဒီအယိုးတွေရဲ့ပြားတွေကို အဒီယာမာဆာကီရဲ့အိမ်သားမှရှိတဲ့ National Park ပေါ့နော်တစ်တော်ရီထဲမှာသွားပြီးတော့ကျဲဖို့အတွက်အမိန့်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာဆာကီနဲ့အာဆိုရင်သူတို့ရဲ့အလုသမားဖြစ်တဲ့ယာမာဆာကီကလူသက်ဖူရာကိုကြံ့ရပါဖြစ်သွားပြီးဆိုတော့သူ့ရဲ့ ဒီလူသက်ချင်တဲ့စိတ်တွေကိုပေါ့ပေါ့ပါပါပဲဒီယာမာဇာကီကိုပြောပြလေးရှိရဲတဲ့စာကင်တွေကဘာတွေပြောလဲဆိုတော့လူသက်မှုတွေဒါတဲ့အိုလံပစ်ပြိုင်ပွဲတွေမှာပါဝင်ပြီးတော့ပြိုင်ခွင့်ရလို့ရှင်ငါအလောင်းဖြောက်တဲ့နေရာမှာရွှေတစိမ့်ဆုရှင်ဖြစ်မှာပဲဆိုပြီးတော့ယာမာဇာကီကိုကြွားဝါခဲ့တယ်တဲ့အဲ့လိုနဲ့ကဝါဇာကီပျောက်ဆုံးသွားပြီးတဲ့တရင်နေပေါ်ပေါက်လာပြီးတဲ့နောက်မှာဆိုရင်စာကင်နဲ့အပေါင်းဖော်တွေဖြစ်တဲ့ဒီရှာကူစာနှစ်ယောက်ကနေပြီးတော့ဒီဟာကတေးကြတယ်စာကင်နဲ့စနီးမောင်နဲ့လက်ချက်ဖြစ်မယ်ဆိုတာကို သူတို့တိသွားတယ်။ယာကူဇာနှစ်ယောက်ကနေပြီးတော့အစာကီနဲ့ရှိလာပြီးတော့ဒါမင်းတို့လက်ချက်မလား။ငါသွားပြီးတော့ဖော်လိုက်မှာတော့မဖော်စေချင်လို့ရှင်ငါတို့ဒီအိမ်နဲ့ခြံပိုင်ဆိုင်ချောင်းစာချုပ်ပေးရမယ်ဆိုပြီးတော့ချိန်ချောက်တယ်။ယာကူဇာအဖွဲ့ဝင်နှစ်ယောက်ရဲ့နာမည်ကတော့အန်တိုယာစု တော်မီနဲ့ယာကူအီဆူဆူမူတို့ပဲဖြစ်ပါတယ်။ နာမည်တွေကလေခေါ်ရတာအရန်ရှည်ပြီးတော့ထောက်လို့ဆိုယာကူဇာနှစ်ယောက်လို့ပဲဆက်လက်ပြီးတော့သုံးသွားပါမယ်နော်1993ခုနှစ်ဇူလိုင်လ22ရက်နေ့မှာစာကီနေနဲ့ကာဇာမာဇနီးမောင်နှံနေပြီးတော့ဒီယာကူဇာနှစ်ယောက်ကိုပေါ့နော်ရဲတွေကတော့သွားပြီးတော့မပြောပါနဲ့သူတို့ကကြောက်ချင်အောင်ဆောင်းတာပေါ့ငါတို့မြေစာချုပ်လေးပေးပါမယ်တနေရာမှာချမ်းရအောင်ဆိုပြီးတော့သူတို့တွေကဒီယာကူဇာနှစ်ယောက်ကိုအဆက်အသွယ်လုပ်လိုက်တယ်ယာကူဇာနှစ်ယောက်ကလည်းဟုတ်လာပြီထင်ပြီးတော့ ဒီလင်မယားနှစ်ယောက်ချိန်တဲ့နေရာကိုသွားခဲ့တယ်။အဲဒီခါမှာဒီလင်မယားနှစ်ယောက်ကနေပြီးတော့နောက်ထပ်စားတောက်ဆိုင်တစ်ဆိုင်ကိုသွားရအောင်ဆိုပြီးတော့ဒီယာကူဇာနှစ်ယောက်ကိုသူတို့ကားနဲ့တင်ခေါ်သွားတယ်။ပြီးလဲပြီးတော့လန်တဝတ်မှာပေါ့နော်ကားပြက်ချင်တယ်လို့လှုပ်ပြီးတော့တဲ့သူတို့အားစေးတွေထုတ်တောက်တဲ့ပုံစံနဲ့ပေါ့နော်မင်းတို့ရောတအောင်မလားဆိုပြီးတော့ယာကူဇာနှစ်ယောက်ကိုဒီဈေးတောင်တွေကိုပေးလိုက်တယ်ယာကူဇာနှစ်ယောက်ကလည်းဘာမှတန်တရားမဝင်ဘူးတောက်လိုက်တယ်အဲ့ဒီခါမှာဆိုရင်အန်ဒိုကချက်ချင်းပဲလဲကြသွားတယ်ဒါပေမဲ့ဂျန်နဲ့တယောက်ကတော့ဘာမှမဖြစ်ဘူးပေါ့နော် အဲ့တော့ဒီလူများနှစ်ယောက်ကနေအယံအောင်အော်သွားပြီးတော့ဘာလို့မှမသိဘူးဒါပေမဲ့လည်းသူတို့ကဟန်ဆောင်ကောင်းပြီးတော့ဟာဘာဖြစ်သွားတာလဲမဖြစ်ဘူးစေးရုံသွားအောင်မယ်ဆိုပြီးတော့ကားပေါ်တင်ပြီးတော့ပဲမောင်းတယ်ဒီကားပေါ်ရောက်ပြီးတော့မောင်းနေတဲ့အချိန်ကြာမှာနောက်တစ်ယောက်ကလည်းထပ်ပြီးတော့ချက်ချင်းမှန်ပေါ့နော်စေးအဆက်ရဲ့အဖက်ပြပြီးတော့တိတ်ဆုံးသွားခဲ့တယ်အဲ့ဒီခါကြာမှာလင်များနှစ်ယောက်ကဒီအလောင်းနှစ်လောင်းလည်း သူတို့ရဲ့ဝန်ထမ်းဖြစ်တဲ့ယာမာဆာကီရဲ့အိမ်ဟိုပဲတည်ဆောင်သွားခဲ့ကြတယ်။ပြီးတော့အလောင်းတွေကိုအတုံးသေးသေးလေးတွေခုတ်ဖြတ်တယ်။အဲ့လိုခုတ်ဖြတ်နေတဲ့အချိန်တွဲမှာလည်းဆာကီနဲနဲ့ဒီကစားမဇနီးမောင်နှံအားဆိုရင်တချင်းလေးတောင်ညင်းနေခဲ့ပါသေးတယ်တဲ့။ခုတ်ဖြတ်ထားတဲ့အလောင်းအစိပ်ပိုင်းတွေကိုအိတ်တွေထဲထည့်တယ်။ပြီးတဲ့အခါမှာယာမာဆာကီကိုခေါ်ပြီးတော့ဒီမြစ်ထဲဟိုပဲပေါ့နော်ငါးဆာကျွေးတဲ့အနေနဲ့ဖြန့်ကျဲပြီးတော့အလောင်းတွေကိုဖျောက်ပစ်ခဲ့ပါတယ်တဲ့။ဆာကီနဲရဲ့လေးယောက်မြောက်သားကတော့ဆဲကီကူချီမီဆူအဲလို့ခေါ်တဲ့ သူတို့ဆိုင်ရဲ့အမြဲတမ်းဖောက်တဲ့တယောက်လည်းဖြစ်တယ်ဒီမျိုးသမီးအားဆိုရင်သူတို့ရှိမှအရင်တော့အလုံးလောက်သွားခဲ့ဘူးတဲ့ဒီဝန်ထမ်းရဲ့အမေလည်းဖြစ်တယ်စာကီနဲ့ကဒီမျိုးသမီးကိုသူတို့ရဲ့လုပ်ငန်းမှာရှယ်ယာထည့်ဖို့တိုက်တွန်းတယ်ဒီမျိုးသမီးကလည်းကောင်းပြီထဲ့မယ်ပေါ့နော်1993ခုနှစ်အောက်ဂုတ်လ26ရက်နေ့မှာဆိုရင်စာကီနဲ့ကဒီမျိုးသမီးရှယ်ယာရှယ်ယာထည့်မဲ့ပတ်စံအောင်ပေါ့နော်သွားယူတယ်အဲ့အချိန်မှာစာကီနဲ့ကသူ့ကားပေါ်ပဲဒီမျိုးသမီးကိုခေါ်ပြီးတော့ အဲသူကစိတ်တောင်းမဲ့ပုံစံဟန်ဆောင်တယ်ပြီးတော့ဒီမျိုးသမီးကိုလည်းတိုက်လိုက်တယ်မကြပါဘူးဒီမျိုးသမီးလည်းအရင်ကလူတွေလိုပဲဒိတ်ဆုံးသွားခဲ့တယ်ဘာဖြစ်လို့လဲမသိဘူးเนาะသူတို့တွေကသူများတစ်ခါတိုက်တဲ့ဆေးကိုလွယ်လွယ်ကူကူနဲ့တောက်ရဲတာအံ့ဩတယ်ဒီလိုမျိုးစားရိုက်တာမှာခရိုင်မှာခွေးချက်သူတွေစတိုက်ပြောင်းနေသလိုပဲ1994ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာဆိုလို့ရှင်တော့အိုဆာကာမှာ ပြောင်းနေတဲ့ဒီခွေးချစ်သူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်တန်တရားရှိရဲ့လူတော်ဦးကိုရဲတွေကနေပြီးတော့ဖမ်းဆီးနိုင်ခဲ့တယ်။မီဒီယာတွေစာနယ်ဇင်းသမားတွေကလည်းစာရိတ်တာမကဒီမပေါ်သေးတဲ့အမှုတွေအတွက်ရဲတွေကိုဖိအားပေးခဲ့ကြတယ်။ဒီမျိုးသမီးရဲ့သေဆုံးမှုကိုတော့ဘသူ့မှာအသိမပေးဘဲနဲ့စာရင်ထဲကသူ့တယောက်တည်းအလောင်းကိုဖြတ်တယ်ပြီးတော့အရင်ကနေအတိုင်းပဲအလောင်းကိုဖြောက်ခဲ့တယ်။ဒါပေမဲ့မတူတာက စိုက်နေအောင်ဆိုရင်ဒီအမျိုးသမီးရဲ့အလောင်းပေါ့နော်မဖြတ်စည်းခင်မှာဒီအမျိုးသမီးရဲ့အလောင်းနဲ့အတူလိမ့်ဆက်ဆံမှုပြုလုပ်ခဲ့ပါသေးတယ်တဲ့။ပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့လဲရဲတွေကစိုက်နေတဲ့ဇနီးမောင်နှံရှိလာပြီးတော့ဆုံဆန်းမေးမြန်းမှုတွေလုပ်ခဲ့တယ်။ဒါပေမဲ့လို့သူတို့ဇနီးမောင်နှံကတော့ပေါ့နော်ငောင်းနဲ့ဘာဆိုင်လို့လဲ ဘာမှမဆိုင်အောင်ငါတို့မသိဘူးလို့ပဲစက်တိုက်ညင်းနေခဲ့တယ်။အဲ့လိုမျိုးရဲတွေကထောက်ဆောက်စုံစမ်းမှုတွေပြုလုပ်လာတဲ့အခါမှာသူတို့ရဲ့အလုတမားဖြစ်တဲ့ပေါ့နော် အကြက်ကင်ထားတဲ့ယာမာဇာကီယာဆိုရင်အရန်ကိုကြောက်လန့်ပြီးတော့စိတ်မတည်မငြိမ်ဖြစ်လာတယ်။သူဟာဆိုရင်အဲ့ဒီနောက်မှာသူ့ရဲ့ဒုတိယဇနီးဖြစ်သူနဲ့အတူတူဒီမျိုးကနေပြီးတော့ထွက်ပြေးသွားခဲ့တယ်။ဒါပေမဲ့လည်းဖြစ်ချင်တော့ယာမာဇာကီရဲ့ဇနီးကပေါ့နော်စက်ရုံတစ်ခုကနေပြီးတော့ဒေါ်လာ38400 ငွေကြေးအလွဲသုံးစားမှုပြုလုပ်ပြီးတော့ရဲတွေကလည်းသူ့ရဲ့နောက်ကိုလိုက်နေကြတာအဲအကြောင်းမလို့မကြလိုက်ဘူးဒီယာမာဆာကီရဲ့ဇနီးကိုမိတော့ယာမာဆာကီကိုပါမိသွားခဲ့တယ်1994ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာဆိုလို့ရှိရင်တော့ယာမာဆာကီရရဲတွေကိုသူတို့လုခဲ့တဲ့ဟာတွေပေါ့နော်လူသတ်မှုအလောင်းဖြောက်ဖြောက်မှုတွေအကုန်လုံးလောက်ရတွေအကုန်လုံးပြောပြခဲ့တယ်အဲအကြောင်းမလို့ရဲတွေက တစ်တော့ထဲမှာသွားပြီးတော့ဆုံးပြစ်ခဲ့ကြတဲ့အယိုးတွေရဲ့တချို့တဝက်ကိုတင်စီနိုင်ခဲ့ကြတယ်1995ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာဆိုလို့ရှိရင်တော့စာကီနဲနဲ့ကာဇာမာဇနီးမောင်နှံကိုဖမ်းဆီးနိုင်ခဲ့ကြတယ်1993ခုနှစ်မှာပျောက်ဆုံးခဲ့တဲ့လူလေးယောက်နဲ့ပတ်သက်ပြီးတော့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ကြတယ်အဲ့ဒီကြားထဲမှာမှပထမတော့တတ်တည်အနေနဲ့ထွက်ဆိုပေးမယ်ဆိုတဲ့ယာမာစာကီယာဆိုရင် ရုတ်တရက်သူ့စိတ်ကပြောင်းပြီးတော့ဗောနော်တတ်တည် မထွက်ဆိုပြီးတော့ပါအောင်ဆိုပြီးတော့ညှင်းဆန်းတယ်။အဲအကြောင်းမလို့ဒီတရားစီရင်ရေးကအချိန်ကာလတစ်ခုတည်းကြာကြခဲ့ရတယ် တရားခွင့်အစအစမှာဆိုလို့ရှိရင်လည်းစာကီနဲနဲ့ကာစာမှာတယောက်ကိုတယောက်အပြစ်တွေပုံချခဲ့ကြတယ်။နောက်ပိုင်းမှာတော့ယာမာစာကီကလည်းတပ်တွေအနေနဲ့ထွက်ဆိုပေးတယ်။တရားသူကြီးကလည်းလူသတ်မှုတွေကဒီလင်မယားနှစ်ယောက်စလုံးကပူးပေါင်းကြံစီပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်။အဲ့ဒီလိုနဲ့2000ခုနှစ်မတ်လ22ရက်နေ့မှာဆိုလို့ရှိရင်တော့စာကီနဲနဲ့ကာစာမှာဇနီးမောင်နှံနှစ်ယောက်စလုံးကိုတည်တန်းချမှတ်ခဲ့တယ်။ဒီဇနီးမောင်နှံနှစ်ယောက်ကတော့ဒီဟာတွေကသူတို့လှုပ်ခဲ့တာမဟုတ်ပါဘူးဆိုပြီးတော့အယူခံတွေတောက်လျှောက်ဝင်တယ်။အဲ့လိုန ဲ့2005ခုနှစ်ဇူလိုင်လ17ရက်နေ့မှာလဲအယူခံထပ်ပြီးတော့ဝင်တယ်။ဒါပေမဲ့လည်းနိုင်ငံတော်ရဲ့အစစ်မြေဆုံးတရားရုံးကနေပြီးတော့အယူခံကိုပယ်ချတယ်။ဒီလိုနဲ့2009ခုနှစ်ဇူလိုင်5ရက်နေ့မှာဆိုရင်တော့သူတို့တည်သွဲထားသမျှအယူခံတွေကိုပယ်ချပြီးတော့တည်တံစီရဲချချဖို့ဆုတ်ဖြတ်ခဲ့လိုက်တယ်။ဝန်ထမ်းဖြစ်တဲ့ယာမာဇာကီကတော့ဒီလူသတ်မှုတွေကိုကိုယ်တိုင်ကျူးလွန်ခဲ့တာမဟုတ်ဘူး။ဒီဇနီးမောင်နှံရဲ့ချိတ်ချောက်မှုကြောင့်သာယာမာဇာကီကဆိုရင်အလောင်းတွေဖြောက်ဖြက်ဖြစ်တဲ့နေရာမှာ ကူညီပါဝင်ပေးခဲ့ရတာဆိုပြီးတော့တရားရုံးကအတိမတ်ပြုခဲ့တယ်။အဲဒါကြောင့်မလို့ယာမာဇာကီကိုတရားရုံးကနေပြီးတော့အထောက်အပံ၃နှစ်ချမှတ်ခဲ့တယ်။အဲ့လိုနဲ့1998ခုနှစ်ဩဂုတ်လမှာဆိုရင်တော့ယာမာဇာကီကဒီအမှုကနေပြီးတော့လွတ်လွာခဲ့တယ်။စာကီနဲ့ဆိုရလူအခုလူလေးယောက်တည်ဆုံမှုအပြင်အမှဒီ1984ခုနှစ်ကပျောက်ဆုံးခဲ့တဲ့လူပြောင်းမှု၃ခုအတွက်လည်းတန်တရားဝင်ခဲ့ကြတယ်။ဒီချီချီပူးမှာပေါ့နော်စာကီနဲ့နဲ့တည်တဲ့ယာကူဇာတယောက်ပျောက်ဆုံးမှုရဲ့ ပြီးတော့1984ခုနှစ်မေလမှာပဲအာဖရိကကန်ထဲမှာကုန်ကားမောင်းတဲ့သူတယောက်အဖြစ်အလုံးလုံးတဲ့အမျိုးသားတယောက်ရဲ့ပြီးတော့ဂျွန်လာမှာပျောက်ဆုံးခဲ့တဲ့အာဖရိကကန်ထဲရဲ့ဖောက်တဲ့မုန်ဆိုင်ပိုက်ရှင်အမျိုးသမီးတဦးပျောက်ဆုံးမှုအဲ့ဒီပျောက်ဆုံးမှုတုံးကိုအတွက်လဲစာကီနဲ့ကိုတန်တရားဝင်ခဲ့ကြတယ်ဒါပေမဲ့လို့ဘာတက်တဲ့အထောက်ထားမှမရှိရတဲ့အတွက်အေးစောစောက လူတက်မှု၄ခုနဲ့ပဲစာကီနဲကိုတေတံစီရင်ခဲ့ကြတယ်။စာကီနဲနဲ့ကာဇာမားဆိုရင်တိုချိုထောင်မှာပဲတေတံကိုစောင့်နေခဲ့ကြတယ်။အဲလိုနဲ့2016ခုနှစ်မှာစာကီနဲကဒီမကြမ်းမမာဖြစ်လာတယ်။2018ခုနှစ်မတ်လ28ရက်နေ့မှာဆိုရင်တော့စာကီနဲကဆိုရင်ကိုရင်းအင်္ဂါတွေအလုံးမလုံးတော့တဲ့ယောဂာနဲ့ဒီထောင်ထဲမှာပဲသူအသက်85နှစ်မှာတည်ဆုံးသွားခဲ့ပါတယ်။ ကာဇာမားကတော့တူချိုထိန်သိရေးစခန်းမှာပဲဒေတာစီရင်ချက်ကိုစောင့်ဆိုင်ရင်းနဲ့အကျဉ်းချခံထားရဆဲဖြစ်ပါတယ်။စာကီနဲတို့ဇနီးမောင်နှံကိုဖမ်းဆီးပြီးတဲ့နောက်မှာဆိုရင်သူတို့ပိုင်ဆိုင်တဲ့အာဖရိကကန်နဲကိုလည်းပိတ်သိမ်းလိုက်ကြတယ်။ဒါပေမဲ့လို့ဒီဆောက်ဝါဆိုရင်တော့အခုချိန်ထိဖြိုဖျက်ခြင်းမပြုသေးဘဲနဲ့ကာမာဂါယမြို့အတွင်းမှာပဲတည်ရှိနေပါသေးတယ်။စာကီနဲတို့လင်မယားနှစ်ယောက်ကိုစီရင်ချက်တွေချပြီးတော့ဂျပန်ရုံတန်လိုင်းနေရနေပြီးတော့သူတို့နှစ်ယောက်ရဲ့အကြောင်းထုတ်လွှင့်ပြသခဲ့တယ်။အဲဒီချိန်မှာဆိုရင်မစ်ကီလို့ခေါ်တဲ့ဗုဒ္ဓဘာသာဖုံးအင်းတယောက် ောက်ကနေပြီးတော့ရုပ်တံလိုက်တစ်ခုဆက်တွယ်လာခဲ့တယ်။အဲ့ဒီဖုံရဆိုရင်ねသူတက္ကသိုလ်တက်နေတော့အသက်20အရွယ်လောက်မှာပေါ့နော်။ဒီအာဖရိကကန်ထဲနဲ့6ကီလိုမီတာအကွာလောက်မှာရှိတဲ့အဆောင်တစ်ခုမှာနေထိုင်ခဲ့တယ်။အဲ့လိုねဖုံရပေါ့နော်ခွေးဆိုင်ရှိရနေပြီးတော့ဖြတ်သားဖြတ်လာလုပ်တယ်။အဲ့ဒီချိန်မှာဒီအာဖရိကကန်ထဲရဲ့ပိုင်ရှင်စာကီနဲ့ကနေပြီးတော့ဖုံညိုလှမ်းပြီးတော့ပေါ့နော်ကော်ဖီတောက်ပါအောင်ပြီးလို့ရှိရင်ဒီခွေးဆိုင်မှာပေါ့နော်ခွေးချောင်းထွက်ဖို့ ဝန်ထမ်းအနေနဲ့ခေါ်တဲ့လုံမလားဆိုပြီးတော့ကန့်လန့်ခဲ့တယ်တဲ့။စာကင်နဲ့ပေးတဲ့ကော်ဖီပူးတွေကတန်ဘူးပုံစံမျိုးတွေအများအားပေးလို့ရှိရင်သုံးဘူးသုံးဘူးဆိုပေးတာဒါပေမဲ့လည်းဖုံးရအများအားတဘူးပဲယူယူသွားတယ်။သူကတွေ့တိုင်းသုံးဘူးပေးတယ်ဒါပေမဲ့ဖုံးရတဘူးပဲယူတယ်။ပထမတော့ဖုံးရလည်းသူတက္ကသိုလ်တက်နေနဲ့ဒီလိုမျိုးခွေးချောင်းတဲ့အလုပ်လေးကိုတစ်ဖက်တစ်လမ်းနေပြီးတော့လုံမလားဆိုပြီးတော့စဉ်းစားတယ်။ဒါပေမဲ့ဆရာတော်တွေရဲ့ဆုံးမမှုရ ဒီဖုံးရနေပြီးတော့စာကီနဲ့ကန်လန်းချက်ကိုညင်းလိုက်တယ်ပြီးတော့နောက်ဆုံး coffee ဘူးတပူပဲထုတ်ပြရပေါ့နော်အဲ့အချိန်မှာတော့ဖုံးရ coffee ဘူးကို မတောက်ဖဲနဲ့ဒီတိုင်းညင်းပြီးတော့ပဲထွက်လာခဲ့လိုက်တယ်အဲ့အကြောင်းပေါ့နော်တန်လင်းဌာနမှာလာပြီးတော့ပြောပြတယ် ာကင်နဲ့ ਆ ဆိုရင်လဲသူထောင်ထဲမှာပေါ့နော်ဒီထောင်ထဲမှာရင်းကြီးရဲ့သူတယောက်ကိုဒီဖုန်းကြီးရဲ့အကြောင်းပြန်ပြီးတော့ပြောပြပူတယ်တဲ့အဲ့ဒီတော့ကသူကဒီဗုဒ္ဓဘာသာဖုန်းကြီးဆိုတော့စမ်းသပ်ခြင်းနဲ့အနေနဲ့ကော်ဖီဘူးသုံးဖို့မှာမှတဘူးကိုပဲအစိမ့်မထည့်ပြီးတော့ပေါ့နော်ဖုန်းယူကန်းလှန်တာအမြဲတမ်းဖုန်းရလဲသုံးမှုစလုံးလဲမရှိဘူးဒီသူယူလိုက်တဲ့အစိမ့်မပါတဲ့တဘူးပဲဖြစ်ဖြစ်နေနောက်ဆုံးကျတော့အစိမ့်ပါတဲ့ဘူးကိုပေးပြန်တော့လဲဖုန်းကြီးက ဒီဘူးကိုညင်းပြီးတော့ထွက်သွားခဲ့တယ်။အဲ့အကြောင်းသူကထောင်ထဲမှာလည်းပြန်ပြောပြရပါတော့။နောက်ပိုင်းဖုန်းရလည်းရုပ်တံလင်းဌာနမှာလာပြောရဆိုဒီအကြောင်းနှစ်ခုကတိုက်ဆိုင်တယ်။လုံးဝဖုန်းရဆိုရင်တော်တော်ကြီးကိုကုသိုလ်ကံကောင်းပြီးတော့ဗာအညိုတင်းမှမရှိပဲအလူတရားကိုဒီတိုင်းစမ်းသပ်ခံပြီးတော့တေစီလိုတဲ့စာကင်းနဲ့လက်ကနေပြီးတော့လွတ်မြောက်ခဲ့ရတယ်။ဒီအမှုကတော့ဂျပန်နိုင်ငံကစာကင်းနဲ့ကာဆာမာဇနီးမောင်နှံရဲ့အကွင်းဆက်လူတက်မှုအကြောင်းပဲဖြစ်ပါတယ်။ ဒီဇနီးမောင်နာကတော့ငွေကြေးလောဘကြောင့်သာလူအသက်တွေကိုဇက်တိုက်လှုပ်ကြံပြီးတော့တတ်ဖြတ်ခဲ့တဲ့ကွင်းဆက်လူသက်သမားတွေပဲဖြစ်ပါတယ်။အဲဆိုလို့ရှိရင်တော့စုတီမှုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်เนาะ။စုနဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။စုရဲ့ဗီဒီယိုလေးကိုလည်း like လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးเนาะ။အားလုံးပဲစိတ်ကြံပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။